်မင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့မြို့တော်ပြည်သက်ကြီးအတွက်စစ်ကောင်းဆောင်နဲ့မိုဒီတွေ့ဆုံပြီးရနော်အိန္ဒိယမြန်မာစစ်တပ်ချင်းဆက်ဆံရေးလာရဆိုတဲ့စာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ဆရာနာသိန်းကောင်းဆောင်မင်းအောင်လိုင်းဟာအိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေး SCO Summit 2025မတိုင်မီဩဂုတ်လ31ရက်ကတရုတ်နိုင်ငံမှာတီးခြားတွေ့ဆုံခွင့်ရခဲ့ပါတယ်။သူတို့တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့အချက်တွေကိုကောက်နှုတ်ကြည့်ရင် စစ်ကောင်မရှင်လုံမဲ့ရွေးကောက်ပွဲကိုတရားမျှတအောင်ဆောင်ရွက်ရေးကိစ္စနှစ်နိုင်ငံအကြားနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်တွေနဲ့စစ်တပ်နှစ်ခုကြားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေပါဝင်တာကိုတွေ့ရပါတယ်။ဒီအခြေအနေကိုကြည့်ရင်အိန္ဒိယအနေနဲ့လည်းတရုတ်လို အာဏာသိမ်းစစ်တပ်ဘက်ကိုရပ်တည်လိုက်တဲ့သဘောကိုမြင်ရပါတယ်။တစ်ဆက်တည်းတရုတ်နိုင်ငံလိုအိန္ဒိယမြန်မာနယ်စပ်ဒေသတွေမှာရှိတဲ့တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေကိုလည်း ပြအားပေးလာနိုင်တဲ့အရေးစိုးရင်စရာလည်းဖြစ်လာခဲ့ရပါတယ်။မော်ရီနဲ့စစ်ကောင်းဆောင်တွေ့ဆုံမှုအပြီးဆယ်ရက်ခန့်အကြာ စတင်မာလာဆယ်ရက်နေ့မှာစစ်ကောင်မရှင်တက်ကကာဆာထတင်မူဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးအိန္ဒိယကိုသွားခဲ့တာကိုတွေ့ရပြန်ပါတယ်။သူဟာအိန္ဒိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးအပန်ဒရာဒရဘတ်တီနဲ့အိန္ဒိယနိုင်ငံနယူးဒယ်လီမြို့မှာတွေ့ဆုံခဲ့ပါတယ်။ကာဆာထတင်မူဆိုတာ အိန္ဒိယနဲ့နယ်မြေအများဆုံးဆက်ဆက်နေတဲ့စစ်တိုင်းတွေကိုကိုကဲရတဲ့သူပါသူတို့တွဲဆောင်ဆွေးနွေးခဲ့တဲ့အချက်တွေကိုကြည့်မယ်ဆိုရင်လေကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးစစ်ရေးနဲ့စစ်ဘက်ဆိုင်ရာဆက်ဆံမှုတွေ တိုးချဲ့ရေးဒေသရင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးတို့အတွက်အပြန်အလှန်ကတိကဝတ်တွေကိုထပ်မံအတည်ပြုရေးတို့ကိုအဓိကထားဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်ဒါတွေကိုကြည့်ရင် အိန္ဒိယကအာနာဒိစတဲ့ဘက်ကိုယက်တီသွားတဲ့သဘောကိုပိုပြီးထင်ထင်ရှားရှားတွေ့မြင်လာခဲ့ရတယ်လို့ဆိုရမယ်ထင်ပါတယ်။အဲ့ဒီတွေ့ဆုံမှုအပြီးမြန်မာကအာနာဒိစတဲ့နဲ့အိန္ဒိယတက်မတော်နေရကြာချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေပိုမိုတိုးမြင့်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့နှစ်နိုင်ငံစစ်တပ်တွေကတပ်ဖွဲ့ဝင်တွေကိုလေလာရေးခရီးစဉ်တွေအပြန်အလှန်တွားရောက်စေခဲ့ကြတာကိုလည်းတွေ့ရပါတယ်။ဒါအပြင်မြန်မာစစ်တပ်ကအရာရှိအချို့အတွက်ကာလာတိုတင်နန်းတစ်ခုကိုလည်း အိန္ဒိယကနယူးဒေလီမှာအချိန်ကြိုက်ဖွင့်လှစ်ပေးခဲ့ပြန်ပါသေးတယ်။အဲ့ဒီလိုနှစ်နိုင်ငံစစ်တပ်နှစ်ခုအကြားအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအကောင်းနေကြ။ထပ်ပြီးပြသတဲ့အချက်ကတော့မြမတော်လန်ရေးတပ်ဖွဲ့တွေကအိန္ဒိယမှာလက်နက်ခဲယမ်းနဲ့ဆက်ဆက်ပစ္စည်းတွေတွားရဝယ်ယူမှုတွေကိုအိန္ဒိယဘက်ကစီးစစ်ဖော်ထုတ်လာခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်။အခုနှစ်ထဲမှာပဲမကြာခဏဆိုသလိုဖော်ထုတ်ဖမ်းဆီးရာတွေခံလာရတာဖြစ်ပါတယ်။နောက်ဆုံးဖြစ်စဉ်တွေအနေနဲ့ စက်တင်ဘာလ18ရက်ကအိန္ဒိယမြန်မာနယ်စပ်မီဇိုရန်ပြည်နယ်ကြံဖိုင်းခရိုင်စီခွန်ဖိုင်းကျေးရွာအနီးတော်ရင်တနေရာမှာဖွတ်ထားတဲ့လက်နက်ခဲယမ်းတွေကိုအာတန်ရိုင်ဖယ်တပ်ဖွဲ့ကဖမ်းမိခဲ့တဲ့ဖြစ်စဉ်နဲ့စက်တင်ဘာလ21ရက်ကဇော့ခေါတာမြို့နယ်မှာမြန်မာနိုင်ငံသားရိုဘပင်လာလီယာနာကိုအာတန်ရိုင်ဖယ်တပ်ရင်းနဲ့ဇော့ခေါတာရဲတွေကလက်နက်ခဲယမ်းတွေနဲ့ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်တွေကတာရကလို့ဆိုရမယ်ထင်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့မြန်မာနိုင်ငံအပေါ်သဘောထားကိုပြန်ကြည့်ရင်ဆရာနာသိင်းခဲ့တဲ့အစောပိုင်းကာလတုန်းကအာနာသိမ့်မှုကိုစိုးရိမ်ကြောင်းထုတ်ပြန်ခဲ့ပေမယ့်ထက်ထဲဝင်ဝင်ဝေဖန်ထောက်ပြတာဖိအားပေးရမျိုးတွေမရှိခဲ့ပါဘူးအိန္ဒိယနိုင်ငံအတွင်းရှိမီဇိုရမ်မဏိပူရဒေသတွေကိုမြန်မာဘက်ကတိုက်ပွဲတွေကြောင့်စစ်ပေးရှောင်ပြည်သူအများအပြားဝင်ရောက်ခဲ့ကြပေမယ့်ဗဟိုအစိုးရထက်ဒေသအလိုက်ပြည်နယ်အစိုးရတွေကသာလူသားချင်းစာနာမှုဆိုင်ရာကိစ္စများစီစဉ်ဆောင်ရွက်ပေးခဲ့ကြတာဖြစ်ပါတယ် အိန္ဒိယစစ်တပ်အနေနဲ့ကြည့်ရင်လည်းမြန်မာစစ်တပ်နဲ့ဆရာနာသိန်းကာလအတွင်းပေါ်ပေါ်ထင်ထင်ပူးပေါင်းဆောင်ရွက်ခဲ့တာတွေကိုတွေ့ရပါတယ်။အိန္ဒိယကမြန်မာဘက်ကိုဆက်လက်နက်ပစ္စည်းအချို့ပေးပို့ခဲ့ခြင်းများဆောင်ရွက်ခဲ့တဲ့အပြင်စစ်တပ်ချင်းပူးပေါင်းပြီးနယ်စပ်မှာအခြေပြုကြတဲ့အိန္ဒိယအစိုးရကိုစန့်ကျင်တိုက်ခိုက်နေတဲ့လက်နက်ကိုင်အဖွဲ့တွေကိုနှိမ်နင်းခဲ့တာတွေကိုတွေ့ရပါတယ်။ပိုပြီးဆိုးတဲ့ဖြစ်စဉ်ကနယ်စပ်မှာရှိတဲ့မြန်မာဘက်ကတော်လှန်ရေးတပ်ဖွဲ့တွေကို အိန္ဒိယကရှင်းလင်းတုတ်တင်ခဲ့တဲ့အထီးဖြစ်ခဲ့တာပါအဲ့ဒီဖြစ်စဉ်ဟာပြီးခဲ့တဲ့မေလ၁၄ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တမူးပကဖတပ်ဖွဲ့ဝင်၁၀ဦးကိုအာဒါရိုင်ဖယ်တပ်ကဖမ်းဆီးတပ်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်ဒီလိုအခြေအနေတွေရှိခဲ့ရာကနေမြန်မာစစ်တပ်ဘက်ကအိန္ဒိယဝန်ကြီးချုပ်အဆင့်ရှိသူနဲ့ရောကာကွယ်ရေးဦးစီးချုပ်နဲ့ပါ တွေ့ဆုံဆွေးနွေးလာကြတာကြောင့်အိန္ဒိယအနေနဲ့မြန်မာစစ်ကောင်းဆောင်အလို့ကြား လိုက်လျောလှုပ်ဆောင်တာတွေပိုပြီးလှုပ်ဆောင်လာနိုင်ပါတယ်။တရုတ်လိုနယ်စပ်အခြေဆိုင်မြန်မာဘက်ကလက်နက်ကိုင်တွေကိုဖိအားပေးပြီးနယ်မြေတွေကနေဆုတ်ခွာခိုင်းလောက်တဲ့အထိတော့အိန္ဒိယအနေနဲ့ဩစာတက်ရောက်တဲ့အခြေအနေမှာရှိမနေပါဘူး။ဒါပေမဲ့အိန္ဒိယဘက်ကအကြောင်းကြောင့်ဝင်ထွက်သွားလာနေရတဲ့ချင်းရခိုင်နဲ့စကိုင်းတိုင်းအထက်ပိုင်းကတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ပိုပြီးတတိထားသွားလာနေထိုင်ရမယ့်အနေအထားဖြစ်လာမယ်လို့ယူဆရမှာပဲဖြစ်ပါရဲ့ရှင်။